ဣဇရေလဟမတ်ကိုနောက်ဆုံးတရီပေးချက်တရပေးထားပြီးဒဇဂံများကိုပြန်ပေးကာဂါဇာကိုထိန်းချုပ်မှုဆွလွန်ပါဒါမှမဟုတ်ကြီးမားသောအကျိုးဆက်များကိုရေရှံရမည်ဣဇရေလကဒီချင်းချောက်မှုကိုအလေးနဲ့ထားပါသည်ယေတရဘများစွာငြိမ်သက်ခဲ့ပြီးနောက်ဣဇရေလဂါဇာကမ်းမြောင်သို့နှက်ဆိုင်စွာထွက်ဆစ်ဆင်ခဲ့ပြီးပြင်းပြင်းတိုက်ခတ်မှုအသစ်များပြုလုပ်ခဲ့သည်နိုင်ငံနိုင်ငံအတွင်းတွင်လူ၄၀၀ကျော်တေဆုံးခဲ့သည် တပ်ဖွဲ့ဝင်များသည်ဂါဇာအလယ်ပိုင်းတောင်ပိုင်းကိုဖြတ်သန်းစဉ်ခန်းဂျူနီကဲ့သို့သောအေရီးယားများကိုလေကြောင်းတိုက်ခတ်မှုများပြုလုပ်ခဲ့သည်။၎င်းသည့်အခြားတိုက်ခတ်မှုတစ်ခုများသာမဟုတ်ဘဲပြောင်းလဲတစ်ခုဖြစ်မိဖြစ်သည်။အစ္စရေးကာကွယ်ရေးဝန်ကြီးကဂါဇာကမ်းမြောင်းဒေသခံတွေကိုပြင်းထန်တဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ဖို့တည်ပြထားပါသည်။ဒါစခံများကိုလူပိပကဂါဇာဒီပုံမကောင်းမှုတော့အနာဂတ်ရှိနိုင်သည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပက်တင်ထားခဲ့သည်မလို့ရင်သူတို့အန်တဲ့အန်တဲ့ကြောက်ရွံ့စီမြည်ဟုတတိပေးခဲ့သည် ။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကစစ်ပွဲအတွက် Hamas ကိုအပြစ်တင်ရမည်ဟုဆင်လင်းပြောကြားခဲ့သည်။ Hamas က Israel မျိုးတော်တွေကိုတိုက်ခိုက်ခဲ့ပြီးအရသာတွေကိုတပ်ဖြတ်ပြီးဒဇကန်တွေကိုသိမ်းပိုက်ခဲ့တယ်လို့ဆိုပါသည်။ Israel ကညနေရန်စူးစမ်းခဲ့တော့လဲ Hamas ကဒဇကန်တွေကိုလုပေးရန်ညှဉ်းဆဲခဲ့သည်။ထို့ကြောင့် Israel ကစစ်စီအရပြန်လည်စတင်ခဲ့သည်။ Israel ကတော့ Palestine အရသာတွေမဟုတ်ဘဲ Hamas တိုက်ခိုက်ရေးသမားတွေကိုပြစ်မှတ်ထားတယ်လို့ပြောခဲ့သည်။ နေတရာဟူသည်၎င်းတို့၏ခရီးများကိုပြန်ပေးဆွဲချင်တမ်းမှုတပ်ဖြတ်ခံရမည်ကိုမြို့ပြန်လည်တုပ်ပြန်မည်ကိုဝေဖန်သူများကမေးမြန်းခဲ့သည်သူကလောလတော်လူအဖွဲ့အစည်းများ၏မကောင်းမှုများကိုတိုက်ဖြတ်ရမည်ဟုအခမ်းအနပြောကြားခဲ့ပြီးဣဇွေဒီ၎င်း၏လူများကိုအိမ်ပြန်စေပြီးဟာမများကိုအနိုင်ယူရန်လူအသည်များလှုံ့ဆော်သွားမည်ဟု၎င်းကပြောကြားခဲ့သည်ဟာမတ်ကဣဇွေနိုင်ငံသားဣဇွေရတာထောင်း၂၀၀ကျော်တိ တည်ဆုံးစေခဲ့ပြီးတစက္ကန်153ဦးကိုတည်ယူခဲ့သည်လက်ရှိတွင်တစက္ကန်58ဦးကိုဖမ်းဆီးထားပြီးဖြစ်ပြီး34ဦးတည်ဆုံးသည်ဟုဆိုရယူဆရသည်ဟာမတ်သည်၎င်း၏သဘောဆန္ဒအရစစ်ဆင်နေသောတော်လည်းအစ္စရေးကတွဲကစားရန်ဆန္ဒမရှိပေဣဇွေနိုင်ငံအတွင်းတွင်၎င်းတို့၏ခြေရသူများကိုပြန်လည်ခေါ်ယူရန်တောင်းဆိုနေသည့်တစက္ကန်မိသားစုများမှဖိအားများလည်းရှိသည်တချိန်တည်းတွင်အချို့သောနိုင်ငံတကာ အတံများကထိတိန်ထိတိန်တောင်းဆိုနေကြတော့လဲအစ္စရေလကဆက်လက်တိုက်ပွဲဝင်ရမှလွဲ၍ရွေးချယ်စရာမရှိဟုခံစားရသည်ဤပရိပခသည်ဂါဇာကမ်မွန်နှင့်တောင်တက်ဆိုင်သည့်မဟုတ်ယမန်ရှိဟူတီကဲ့သို့သောအခြားဥစုများသည့်အစ္စရေလကိုဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ပြီးဒေသတစ်ခုလုံးအနေရှိကြောင်ပြသက်ခဲ့သည်အချိန်နေကတင်းမာနေပြီးအစ္စရေလကဟာမတ်တွေကိုလုံးလုံးလျားလျားချေမှုမလာတာမှမဟုတ်တိုက်ပွဲတွေဆက်ဖြစ်မလားတေချာတာတစ်ခုသာတော့အစ္စရေလကဟာမတ်ကိုနောက်ဆုံးအချိန် 这里撇撇撇，打打楼上木变成他话的。